ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ဂျူလင်ကိုကိုတီထောင်သူလူဝစ်ဘွန်အားရဲ့ဟောပြောချက်အကြောင်းပဲဖြစ်ပါတယ်။ဆိုရှယ်မီဒီယာတွေလိုပဲလေးလာသိယူမှုကိုဘလို့ဆွဲလန်းအောင် လုပ်နိုင်မလဲဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသူအသေးစိတ်ရှင်းပြသွားတာပါ။လူဝစ်ကသူ့ရဲ့ဟောပြောချက်ကိုဂွာတီမာလာနိုင်ငံအကြောင်း ပြောရင်းစတင်ခဲ့ပါတယ်။ဂွာတီမာလာဆိုတာမက္ကဆီကိုရဲ့တောင်ဘက်မှာရှိတဲ့ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဆိုတာကိုသူ ပထမဆုံးမိတ်ဆက်ပေးခဲ့ပါတယ်။ လူအများစုကပညာရေးဟာလူမှုအလော်မတူညီမှုတွေကိုရှော့ချပေးနိုင်တယ်လို့မြင်ကြပေမဲ့သူကတော့စန့်ကျင်ဘက်ဖြစ်တယ်လို့ပြောပါတယ်။ဘာလို့လဲဆိုတော့တကယ်တမ်းမှာပတ်စံရှိတဲ့သူတွေကကောင်းမွန်တဲ့ပညာရေးကိုဝယ်ယူနိုင်ပြီးဆက်လက်ပြီးတော့လဲချမ်းသာကျွယ်ဝနေကြပါတယ်။ပတ်စံမရှိတဲ့သူတွေကြတော့အခြေခံစာရေးစာဖတ်တဲ့ယုံလောက်ပဲသင်ယူနိုင်ပြီးဘယ်တော့မှဝင်ငွေကောင်းကောင်းမရှာနိုင်ကြဘူးလို့သူကထောက်ပြခဲ့ပါတယ်။ဒီအချက်ကဆင်းရဲတဲ့နိုင်ငံတွေမှာပိုပြီးတည်တာတယ်ဆိုတာကိုလည်းသူမိမောင်းထုတ်ပြခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ချမ်းသာတဲ့မိသားစုကမဟုတ်ပေမဲ့သူ့ရဲ့မိခင်က သူ့ပညာရေးအတွက်အရင်မြင့်အားလုံးကိုအသုံးပြုခဲ့တဲ့အတွက်ကောင်းမွန်တဲ့ပညာရေးကိုရရှိခဲ့တယ်လို့လူဝိကပြောပြခဲ့ပါတယ်။ဒါကြောင့်ပဲသူအမေရိကန်မှာကောလိပ်တက်နိုင်ခဲ့ပြီးကွန်ပျူတာသိပ္ပံပါတာရက်နဲ့ PhD ဘွဲ့ရခဲ့တယ်လို့ဆိုပါတယ်။ဒီအတွေ့အကြုံတွေကြောင့်လွန်ခဲ့တဲ့10နှစ်လောက်ကစပြီးသူဟာလူတိုင်းပညာရေးကိုတန်းတူအခွင့်အရေးရရှိစေမယ့်အရာတစ်ခုကိုလှုပ်ချင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းကသူဟာကွန်ပျူတာသိပ္ပံပါမောက္ခတူဖြစ်ပြီးသူ့ရဲ့ PhD ကျောင်းသားစီပါဝင်းနဲ့ဒီလောက်ကိုအတူတူဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့အနေနဲ့ပညာရေးတစ်ခုလုံးဆိုတဲ့ပြဿနာကြီးကိုတခါတည်းဖြေရှင်းဖို့ခက်ခဲတာကြောင့်ပထမဆုံးအနေနဲ့တစ်ခုလေးကိုစတင်တင်ကြဖို့ဆုံးဖြတ်ခဲ့တယ်လို့လူဝိကရှင်းပြခဲ့ပါတယ်။တင်ချလာကွန်ပျူတာသိပ္ပံလာစဉ်းစားပြီးတဲ့နောက်မှာတော့နိုင်ငံခြားဘာသာစကားတွေကိုအရင်ဆုံးစတင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့သူကပြောပါတယ်။ ဘာလို့လဲဆိုတော့အဲ့ဒါအတွက်ပြိတက်အင်အားကအရန်ကြီးမလို့ပါကဘာပေါ်မှာနိုင်ငံခြားဘာသာစကားတင်ယူနေတဲ့သူ2ဘီလီယံလောက်ရှိပြီးသူတို့အများစုက အင်္ဂလိပ်စာကိုတင်ယူနေကြတာဖြစ်တယ်လို့လူဝိကအချက်လက်တွေနဲ့တကွာပြောပြခဲ့ပါတယ်လူအများပြားစီကိုရောက်ရှိဖို့အတွက်တခုတည်းသောနည်းလမ်းကတော့မိုဘိုင်းဖုန်းအထူးသဖြင့်စမတ်ဖုန်းကိုအသုံးပြုဖို့ပဲလို့သူတို့ယုံကြည်ခဲ့ကြပါတယ် ကျောင်းလေဆောက်တာကအရန်စေးကြီးပြီးကမ္ဘာလူဦးရေအများစုကစမတ်ဖုန်းကိုပိုင်ဆိုင်ထားပြီးသားဖြစ်တယ်လို့လူဝိကထောက်ပြခဲ့ပါတယ်။ဒါကြောင့်ပဲသူတို့ဟာမိုဘိုင်းဖုန်းနဲ့လူတိုင်းလက်လန်းမီတဲ့နိုင်ငံခြားဘာသာစကားသင်ယူနိုင်မဲ့နည်းလမ်းကိုဖန်တီးခဲ့ကြပြီးအဲ့ဒါကိုဂျူလင်ဂိုလို့ခေါ်ခဲ့တာပါတဲ့။ဂျူလင်ဂိုရဲ့ freemium model အကြောင်းကိုလည်းသူကရှင်းပြခဲ့ပါတယ်။ဂျူလင်ဂိုဟာလူတိုင်းချမ်းသာသည်ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေ၊လက်လန်းမီနိုင်ဖို့အတွက် ဖရီမီယံပုံစံကိုအသုံးပြုထားပါတယ်။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့တင်ဘလောက်ပဲတင်တင်ပတ်စံပေးစရာမလိုပါဘူး။ဒါပေမဲ့ပတ်စံမပေးရင်တင်ငန်းစာအဆုံးမှာကြော်ညာတွေမြင်ရမှာဖြစ်ပြီးကြော်ညာမမြင်ချင်ရင်တော့လဆင်ကြီးပေးပြီးကြော်ညာတွေကိုပိတ်နိုင်တယ်လို့သူကပြောပါတယ်။အော်ဆရာကောင်းတာကဂျူလင်ကိုရဲ့ဝင်ငွေအများစုကကြော်ညာပိတ်ဖို့ပတ်စံပေးတဲ့သူတွေစီကရတာပါတဲ့။ သူတို့ကတော့အမေရိကန်နဲ့ကနေဒါလိုချမ်းသာတဲ့နိုင်ငံတွေကချမ်းသာတဲ့သူတွေဖြစ်ပြီးပတ်စံမပေးတဲ့သူတွေကတော့ဘရာဇီးဗီယက်နမ်ဒါမှမဟုတ်ဂွာတီမာလာလိုဆင်းရဲတဲ့နိုင်ငံတွေကလိုလူဝိကပြောခဲ့ပါတယ်။ဒီပုံစံကချမ်းသာတဲ့သူတွေကဆင်းရဲတဲ့သူတွေရဲ့ပညာရေးအတွက်ပတ်စံပေးနေတယ်လို့ဖြစ်တာကြောင့်သူသဘောကျတယ်လို့လည်းလူဝိကထပ်လောင်းပြောခဲ့ပါတယ်။စမတ်ဖုန်းတွေနဲ့ဆိုရင်လူအများကြီးစီကိုရောက်ရှိနိုင်ပေမဲ့ အကြီးမားဆုံးပြဿနာကစမတ်ဖုန်းတွေမှာတက်တော့ Instagram နဲ့ mobile game တွေလိုအလွန်မင်းဆွဲလန်းစေနိုင်တဲ့အရာတွေပါဝင်နေတာပါပဲလို့လူဝိကထောက်ပြခဲ့ပါတယ်။ပညာရေးကိုစမတ်ဖုန်းနဲ့တင်ပေးတာကလူတွေကိုပန်းကော်ဖီစိမ့်စားဖို့မျှော်လင့်နေတာနဲ့တူပြီးအဲ့ဒီဘေးမှာတော့အရသာအရှိဆုံးအချိုပွဲကိုထားပေးထားတယ်လို့ပဲလို့သူက ပုံဥပမာပေးပြောခဲ့ပါတယ်။ ဒါကြောင့်သူတို့အနေနဲ့ပညာရေးကိုလက်လန်းမီယုံတင်မကပဲလူတွေကိုတင်ယူခြင်းလာအောင်လဲလုပ်ပေးရမယ်လို့လူဝိကဆိုပါတယ်ဒူလင်ကိုမှသူတို့ဒါကို လုပ်နိုင်ခဲ့ကြပြီးဘန်ကော့ဖီစိန်ကို အချို့ပွဲလို့အရသာရှိအောင်လုပ်ခဲ့တာပါလို့သူကပြောခဲ့ပါတယ်သူတို့လုပ်ခဲ့တာကတတော် Instagram ဒါမှမဟုတ် mobile game တွေလို့ app တွေကလူတွေကိုဆွဲလန်းအောင် လုပ်တဲ့စိတ်ပိုင်းဆိုင်ရာနည်းစနစ်တွေကိုပညာရေးအတွက်အသုံးပြုခဲ့တာပါပဲ ဒီနည်းစနစ်တွေကတခုကတော့ straight ရက်ဆက်တိုက်အသုံးပြုမှုပါပဲဒါကတင်အပ်ကိုရက်ဆက်တိုက်အသုံးပြုခဲ့တဲ့အရေးအတွက်ကိုပြသတာဖြစ်ပြီးလူတွေကသူတို့ရဲ့ straight ကိုမဆုံးရှုံးကျင်ကြတာကြောင့်နေတိုင်းပြန်လာပြီးတင်ယူကြတယ်လို့သူကရှင်းပြခဲ့ပါတယ်ဒူလင်ဂိုမှာဆိုရင်တနေ့ဒါမှမဟုတ်အဲ့ဒီထက်ပိုပြီးရက်ဆက်တိုက်အသုံးပြုခဲ့တဲ့၃တန်းကျော်တဲ့နေ့စဉ်အသုံးပြုသူတွေရှိနေတယ်လို့သူကပြောခဲ့ပါဗျ။ ဒီ street နီလန်ကပညာရေးအပ်တွေအတွက်တကယ်အလုပ်ဖြစ်တယ်ဆိုတာကိုဒီအချက်လက်ကသက်သေပြနေပါတယ်။နောက်ထပ်အရေးကြီးတဲ့နီလန်တစ်ခုကတော့ node တတိပေးချက်တွေပါပဲ။ Duolingo မှာဆိုရင် AI စနစ်ကဘယ်အချိန်မှာ node ပို့ရမယ်၊ဘာပြောရမယ်ဆိုတာကိုရွေးချယ်ပေးတယ်လို့လူဝိကပြောခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတာက node ပို့ဖို့အကောင်းဆုံးအချိန်ကတင်နောက်ဆုံးအသုံးပြုခဲ့တဲ့24နာရီကြာမှာပါပဲ။ဒီအချက်ကလူတွေမနေ့ကအားနေခဲ့တဲ့အချိန်မှာ ဒီနေ့လဲအားနေနိုင်ွယ်ရှိတာကြောင့်ပါလို့သူကရှင်းပြခဲ့ပါတယ်။ဂျူလင်ကိုကရက်ပေါင်း9ရက်လှူရှားမှုမရှိတော့ရင်노ဒီပို့တာကိုရက်လိုက်တယ်လို့လူဝေကဆိုပါတယ်။အဲ့ဒီလိုရက်လိုက်တဲ့အခါလူတွေကိုဒီသတိပေးချက်တွေကအလုံးမလုံးတော့ပုံပါပဲကျွန်တော်တို့ခဏရက်ထားပါမယ်ဆိုတဲ့노ဒီမျိုးကိုဆပ်ပုတ်ခဲ့ကြပါတယ်။ဒီ노ဒီကိုရတဲ့အခါလူတွေပြန်လာကြတာကိုလည်းသူကရေရေမောမောပြောပြခဲ့ပါတယ်။သူတို့ရဲ့အစိမ်းရောင်စည်းကွက် mascot ဟာ ပတ်စစ်အကုစစ်ဆန်ပြီးအရန်တွန်းအားပေးတတ်တဲ့အတွက်ဘာသာစကားသင်ယူဖို့အတွက်သူဘလောက်အထိကြိုးစားမယ်ဆိုတာကိုလောင်ပြောင်တဲ့အင်တာနက်မင်းတွေအများကြီးထွက်ပေါ်လာခဲ့တယ်လို့လည်းလူဝစ်ကပြောခဲ့ပါဗျ။ဒီလိုအရာတွေကဂျူးလင်ကိုကို လူသိများအောင်လုပ်ရမှာလဲအထောက်ကူဖြစ်ခဲ့တယ်လို့သူကဆိုပါဗျ။လူဝစ်ကပညာရေးအက်တခုကတတော်လို app တွေလောက်ဆွဲလန်းစေနိုင်မယ်လို့တကယ်တော့မယုံကြည်ဘူးလို့ပုံပွင့်လင်းလင်းပြောခဲ့ပါတယ် ဘာလို့လဲဆိုတော့နောက်ဆုံးမှာတော့တင်ကလူတွေကိုတခုခုတင်ပေးရတာဖြစ်ပြီးကြောင်တွေနဲ့နမဲကြီးတွေနဲ့တော့ပြိုင်ဖို့ခက်တယ်လို့သူကဆိုပါတယ်။ဒါပေမဲ့ကောင်းတဲ့တရင်ကတော့ပြိုင်စရာမလိုဘူးလို့သူကထောက်ပြခဲ့ပါတယ်။တင်တခုခုကိုတင်ယူတဲ့အခါအတိတ်ပဲရှိတဲ့အရာတွေကိုရရှိပြီး Instagram မှာနှစ်နာရီလောက် scroll လုပ်ပြီးတဲ့အခါမှာတော့အချိန်ဖြုန်းလိုက်တယ်လို့ခံစားရတတ်တယ်လို့သူကနှိုင်းရှင်ပြခဲ့ပါတယ်။ ဒါကြောင့်ပညာရေးထုတ်ကုန်ကတက်တော့လိုအပ်တွေရဲ့80ရာခိုင်နှုန်းဒါမှမဟုတ်90ရာခိုင်နှုန်းလောက်ပဲဆွဲဆောင်မှုရှိရင်တော့ကိစ္စမရှိဘူးလို့သူကယုံကြည်ပါတယ်။ကျန်တဲ့10ရာခိုင်နှုန်းဒါမှမဟုတ်20ရာခိုင်နှုန်းကိုလူတွေရဲ့ကိုယ်ပိုင်လုံဆောင်မှုကနေရရှိလာမှာဖြစ်တယ်လို့သူကရှင်းပြခဲ့ပါတယ်။သူ့ရဲ့ဟောပြောချက်အဆုံးမှာလူဝစ်ကဂျူလင်ကိုကဘာသာစကားတင်ယူမှုအတွက်လုပ်ခဲ့တယ်လို့မျိုးကျန်တဲ့ဘာသာရဲ့အားလုံးအတွက်လည်းလုံဆောင်နိုင်ဖို့မျှော်လင့်တယ်လို့ပြောခဲ့ပါတယ်။ မိုဘိုင်းဖုန်းတွေနဲ့တင်ချယူပပေတာဒါမှမဟုတ်အခြားဘာသာရပ်တွေကိုတမ်းနဲ့ချီတဲ့လူတွေတင်ယူနိုင်တဲ့အနာဂတ်မျိုးကိုတူမျောလင့်နေတယ်လို့ဆိုပါတယ်။ screen time ဟာမကောင်းတဲ့အရာမဟုတ်ပဲမိုဘိုင်းဖုန်းကိုအသုံးပြုပြီးချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေလူတိုင်းကိုအရေးသွေးမြင့်ပညာရေးကို ပေးနိုင်တဲ့အနာဂတ်မျိုးကိုတူမျောမှန်းထားပါတယ်။ဒီဟောပြောချက်ကပညာရေးကိုကျွန်တော်တို့ဘလို့ချင်းကပ်တဲ့နယ်ဆိုတာကိုစဉ်းစားစရာတွေအများကြီးပေးခဲ့ပါတယ်။ ဤပညာနဲ့စိတ်ပညာကိုပေါင်းစပ်ပြီးတင်ယူမှုကိုပိုမိုပြောစရာကောင်းပြီးလက်လန်းမိနိုင်အောင်ဘလို့ဖန်တီးနိုင်လဲဆိုတာကိုလူဝိကလက်တွေ့ကြကြတက်တည်ပြခဲ့ပါတယ်။သူ့ရဲ့အမြင်တွေကိုနားထောင်ရင်နဲ့တင်လဲစိတ်ဝင်စားစရာကောင်းပြီးအကျိုးရှိတဲ့အချက်တွေရရှိခဲ့မယ်လို့မျှော်လင့်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။